ဲ့လူကတော့ဇက်ပေါ်မှာလည်းတစ္ဆာရှိရဲ့အဲကာရိုက်တာကလည်းအဲ့ဇက်ပေါ်မှာတစ္ဆာရှိရဲ့ဆိုလို့ရှိရင်တော့ပောက်ပါတယ်တကယ်တော့လေဟိုကိုနိုင်လင်ကြီးကတော့ဟိုဖြိုးကတော့တည်ရဲ့ဖြိုး structure စစီရဖြိုးက structure ကို graphic နဲ့အဲ့ graph ပေါ့နော် graph graph line နဲ့စစီကြရရရမ်းလောင်နေတဲ့ဆက်ကဒါကိုကိုကိုကတော့အလောင်ရေးတာတော့တော်တော်ကြီးကိုများနေတော့လေနည်းနည်းသိတယ်အဲ့တော့ဒီဒီတယောက်ပါ release ဖြစ်မယ်ပေါ့နော်အဲ့တော့ကိုနိုင်လင်ကြီးကပါမယ်ဒါပေမဲ့ကိုနိုင်လင်ကြီးကလုံးဝအကျင့်နေပောက်ပါမယ် အဲ့ဆိုသူတယောက်တည်းဒီစကားကိုကဲမှာဟုတ်အဲ့တော့အလုံးဝသူ့ကိုအဲ supporting ဖြစ်အောင်အများကြီးလုပ်ခဲ့တယ်အဲ့တော့ကိုနိုင်လင်းဒီဟောဆုံးမဲ့ပေါ့နော်အဲ့လိုဖြစ်သွားတာဟိုချာလီအနေနဲ့ပေါ့နော်ဒါဟိုဟာတရားဦးအနေနဲ့ကကြတော့ तू မကြုံဘူးလားပြီးတော့ तू ကစိတ်ပါလို့ရှိ ရှိသည်ဖြစ်စေစိတ်မပါလို့ရှိသည်ဖြစ်စေပေါ့နော်ယောက်ျားဆိုတာကဖြိုးဒီဥဆောင်ရေးထားတဲ့အဓိကအချက်ကတစ်ချက်တည်းပဲယောက်ျားဆိုတာကတင်းလုံးလည်းမရဘူးရှော့လုံးလည်းမရဘူးအဲပြီးတော့ပေါ့နော်ရမ်းနိုင်စားရတယ်ဆိုရင်လည်းသူ့ရဲ့တိတ်ခါသူ့ရဲ့မာနသူ့ရဲ့ဥစ္စာကိုကြည့်ရတယ်ပေါ့နော်အဲ့တော့အဲကိုရီးယားတော့ကိုးကွယ်သူပဲယောက်ျားကြောက်လို့အဲအဲ့လိုမဟုတ်ပြောကြတော့လေအဲ့လိုပေါ့ကိုဟိုပေါ့နော်ကြောက်ချင်အောင်ဆောင်တာပေါ့ ဟုတ်ဒီနေ့ကတော့ရရစာဆိုတဲ့ရုပ်ရှင်ကားကြီးပေါ့နော်ရရစာကတော့ဟိုကောင်းတော့လို့လို့ရှင်ကောင်းတာဖြစ်မဲ့ရရစာဆိုတဲ့အထိတ်မှတ်ကလေးပေါ့နော်ဒါလေးကတော့ဟိုဖြိုးအတွက်ကတော့ပထမဆုံးဟာတာကားပေါ့ဟာတာလည်းဖြစ်တယ်တေးရဲလည်းဖြစ်တယ်ကြောက်ရကြောက်ရမယ် ရှီလဲရီရမယ်ပေါ့အဲ့လိုပုံစံမျိုးလေးမှမှာဒါလေးလဲဟိုတကယ်တရေ၆တက်တဲ့တရေ၆ခံရတဲ့ဖြစ်စဉ်လေးဖြစ်ရမှန်လေးတော့အများကြီးထဲထားပါတယ်အဖြူတစ်ခါမှတရေ၆မခံရဘူးတရေကတရေ၆ခံရမှာအရန်ကြောက်တယ်ဒါမဲ့ဟိုဖြိုးဖြိုးမှာဖြိုးကတာသမီလေးပေါ့တော့တပယ်လေးရှိရဲအဲ့ထဲကအဲတမီးလေးတယောက်ကကြတော့သူကအဲ့လိုခိုင်းပေါင်းစုံဝင်ဘူးတယ်ပြီးတော့သူကသူ့ရဲ့ဘယ်လိုပြောမလဲ တရဲဆိုလို့ရှိရင် तू ကတော်တော်များများတွေ့ရသူ့မှာလည်းဓာတ်နံနေရှိမှာပေါ့နော်ဆိုတော့သူ့အကြောင်းလည်းပါတယ်ကိုသေးတို့ခြောက်ခံရတဲ့အကြောင်းလေးလည်းပါတယ်အဲတချို့ချို့ချို့ငငယ်တော့အဲ့လိုပေါ့နော်ကိုအကိုတွေမတွေပြပြခဲ့တဲ့ဟာတွေပေါ့နော်တကယ်ဟာလေးတွေလည်းပါတယ်ပေါ့အဲ့လိုလေးပါပါတယ်ဟုတ်ဟိုဇလန်းရေးတဲ့လူကတော့ဇက်ပေါ်မှာလည်းတစ္ဆာရှိရဲ့အဲကာရိုက်တာကလည်းအဲ့ဇက်ပေါ်မှာတစ္ဆာရှိတယ်ဆိုလို့ရှိရင်တော့ပောက်ပါတယ်တကယ်တော့လေဟိုကိုနိုင်လူကြီးကတော့ ဟိုဖြိုးကတော့တည်ရဖြိုး structure စစီရဖြိုးက structure ကို graphic နဲ့ဟို graph ပေါ့နော် graph graph line နဲ့စစီကြတယ်ကရမ်းလောင်နေတဲ့ဆက်ကဒါကောကိုကိုကတော့အလောင်ရေးတာတော့တော်တော်ကြီးကိုများနေတော့လေနည်းနည်းတည်တယ်အဲ့တော့ဒီဒီတယောက်ပါရင် release ဖြစ်မယ်ပေါ့နော်အဲ့တော့ကိုနိုင်လွင်ကြီးကပါမယ်ဒါပေမဲ့ကိုနိုင်လွင်ကြီးကလုံးဝအကျင့်နေပောက်ရမယ်အဲ့ဆိုသူတယောက်တည်းဒီစကားကိုကဲမှာဟုတ်အဲ့တော့အလုံးဝသူ့ကိုအဲ supporting ဖြစ်အောင်အများကြီးလုပ်ခဲ့တယ်အဲ့တော့ကိုနိုင်လွင်ကြီး အဟောဆုံးမဲ့ပေါ့နော်အဲ့လိုဖြစ်သွားတာအဲမဟုတ်ဘူးဒါကလေဒါယောက်ျားယောက်ျားလေးအများစုရဲ့သဘောထားဖြူနားလေတယ်ဟိုကိုနိုင်လင်းရဲ့ပါကြအကြောင်းမရှိဘူး तू ကစားနေကြ Sorry ပါမဟုတ်ယောက်ျားလေးရကွာအထီးတွေ့ဒီဒါမျိုးအကြောင်းကနေတိနေတဲ့လူတွေကတော့ဒါအေးဆေးပဲဟိုပါကြအကြောင်းမရှိရလေဒါဒါပေမဲ့ဒီလိုဟိုဟာပေါ့နော်โอ้ชาลีนี่เนี่ยป่ะเนาะด่าหัวเตียอู้นี่เนี่ยอ่ะจ้ะတော့ तू ก็ไม่จုံมูล่ะพี่ก็ तू อ่ะเสิกปาลุสิ ရှိသည်ဖြစ်စေစိတ်မပါလို့ရှိသည်ဖြစ်စေပေါ့နော်။ယောက်ျားဆိုတာကဖြိုးဒီဥဆောင်ရေးထားတဲ့အဓိကအချက်ကတစ်ချက်တည်းပဲ။ယောက်ျားဆိုတာကတင်းလုံးလည်းမရဘူး၊ရှော့လုံးလည်းမရဘူး။အဲပြီးတော့ပေါ့နော်ရဲနိုင်စားရတယ်ဆိုရင်လည်းသူ့ရဲ့တိတ်ခါသူ့ရဲ့မာနသူ့ရဲ့ဥစ္စာကိုကြည့်ရတယ်ပေါ့နော်။အဲ့တော့အဲကိုရီးယားတော့ကိုးကွယ်သူပဲယောက်ျားကြောက်လို့အဲအဲ့လိုမဟုတ်ပြောကြတော့လေအဲ့လိုပေါ့ကိုဟိုပေါ့နော်ကြောက်ချင်အောင်ဆောင်တာပေါ့ အတူတူတူအတော်တော်ကြည့်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအဲ့ဒီတရားဦးနဲ့ဟွာနဲ့ပေါ့နော်ဟိုတရားဦးကိုမိသွားတဲ့ခန်းကိုအဲအဲ့တော်တော်ကောင်းနေတယ်ပြီးရောတဲ့ဟိုအရှိမငိုတဲ့ခန်းကိုအဲ့တော်တော်သူတရားဆောင်တာကောင်းနေပေါ့နော်ဇလန်းလည်းတော်တော်သူမြင်မှာပါသူကြည့်မှာပါအဲအဲ့လိုမျိုးဆိုတော့အဲပြောပြောရရင်တော့ကိုကတော့ဟိုပေါ့နော်ကိုရဲ့ဘေးနားမှာပတ်ဝန်းကျင်မျိုးစုံစုံတဲ့အတွက်ကာရိုက်တာတွေတော်တော်များများလေးလာဖြစ်တယ်လေးလာဖြစ်တဲ့အခါကျတော့ဒီယောက်ျားတစ်ယောက်ကို analyze လုပ်နိုင်တယ်ပေါ့နော်ကိုကြလွဲလို့ပေါ့ဟုတ်တယ်ဟုတ်တယ်သုထအယံတနာအဲသုထဘာပရမအောင်ကျေသူတင်နေတာသုထလိုက်ပေါ့နော်သူဒါကိုတော်တော်ဟိုအမုန်းခံပြီးတော့သူဆောင်နိုင်သွားတယ်ပေါ့နော်အဲ့တော့သုထ character ဆိုတာကဒါအိအိအိနေပေါ့နော်အိမိုင်းမို့အလုံးမာကြီးအကြောင်းမာကြီးကြုံရမှာပါအဲကိုလေးလည်းငငယ်လေးကတောက်လျှောက်ကြုံခဲ့ရတယ်အပြောလေးတွေခြူပြီးတော့မှာ အကွက်ကြကြစီမံတက်တဲ့သူတွေအများကြီးရှိရပေါ့နော်အဲ့တော့ဒီကလိုက်တာဆုထွက်လိုက်ရသွားတာပေါ့နော်သူကတော့ဒါတကယ်တော့အမှန်တကယ်ပြောရင်တော့သူစိတ်ကောင်းရှိပါတယ်ဘာဖြစ်လို့ဆိုတော့သူမြသားသမီးတယောက်လုံးကိုသားသမီးကိုဆောက်ရှောက်လာတာပေါ့နော်ဒါအချိန်တန်ရအုပ်တော့မှနည်းနည်းလေးပြောင်းလဲလာတာဆိုတာလေသူ့မှလည်းသူတယောက်တည်းဒီမိသားစုကိုထမ်းမိုးရတဲ့ဟာတွေရှိရလေအဲသူကချွေးမကောင်ကြီးလုပ်နေတဲ့ခါမှာအားလုံးမသိလို့တိကျမှာပါချွေးမကောင်ဘယ်လောက်ပင်မလဲဆိုတော့ ခွဲခွဲတယ်ခွဲခွဲခွဲချင်းချင်းတော့ခွဲနေရအဲဒါကတော့လေဟိုတချို့ဟိုဖြိုးတော်တော်ဟိုစာတွေဖတ်ဖူးတယ်ပေါ့နော်ချိုးဆိုလို့ရှိရင်မိသားစုလိုက်စားတော့ဆိုင်သွားတယ်စားတော့ဆိုင်သွားတဲ့ခါမှာသူ့ဖေကတခြားကောင်မလေးနဲ့ထိုင်နေတဲ့ခါမှာအမေဖြစ်တဲ့လူကအဲတာသမီးလူမလှဲ့ကြည့်နေတော့မသိကြအောင်ဆောင်တယ်မမြင်ကြအောင်ဆောင်နေပေါ့ဆိုတဲ့ခါမှာအဖေကတော့မြင်သွားတဲ့အတွက်သူကကိုကိုကိုရှက်ပြီးတော့တိတ်တိတ်ကလေးထွက်သွားတယ်သူသူ့စိတ်ထဲမှာသူ့မိသားစုသူ့မသိလိုက်ဘူးမမြင်လိုက်ဘူးဆိုပြီးနောက်နေ့ကစပြီး ပြုတ်ပြပြောင်းလဲရပေါ့နော်အိမ်တော်ရင်းမှာဒီလိုမျိုးခလုတ်တွေကတော့အများကြီးကြုံတွေ့နိုင်တယ်အဲ့တော့ကိုမိသားစုဆက်ပြီးထိမ့်သိမ့်မလားကိုယောက်ျားကိုဒါမျိုးမဖြစ်အောင်ဘယ်လိုပြုတ်ပြင်ပြောင်းလဲမလဲပေါ့နော်ဒါတော့ဖြိုးရဲ့အတွေးပါပြောကောင်းမှားကောင်းမှားလည်းမချိုးကြတော့တလက်မလောက်လေးကျူးလွန်နိုင်တယ်လုံးဝမရအောင်လေအဲအဲ့လိုမျိုးတွေရှိရဲအိမ်တော်ရင်းကလေယောက်ျားတော်မိမတော်ခလုတ်တွေကတော့အများကြီးတိုက်ကြတယ်ဒါကကို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 ရဲ့ကိုချင်းတရားတိတ်ခါကိုတစ္ဆာတရားကိုပေါ့နော် လက်ကန်နိုင်လို့ရှိရင်တော့အကောင်းဆုံးပေါ့ဟုတ်ကဲ့ ဟိုပြိတက်ကလေဇလန်းကိုလေသူတို့ကလေအခုချိန်နေမှန်းမရတာလေတော့တော်တော်ဂျင်းနေတယ်တည်လားအဲ့တော့ဟိုစသိန်းတော်မှာနှမျောတော်နှမျောတယ်နှမျောဆိုသူတို့အဲ့လိုမျိုးပြောတယ်ကိုကဟုတ်တယ်မဟုတ်ဘူးကလည်းပြောလို့မရဘူးစပိုင်လာဖြစ်မှာဆိုတော့လေဒါပေမဲ့သူတို့ဒီလောက်ထိအောင်ဒီဖြစ်အောင်သူတို့ဓာကြီးကိုမှန်းနေကြတာပေါ့နော်အဲဆိုတော့ဓာဖြစ်မှန်ဇလန်းမှာတကယ်ကိုဖြစ်မှန်မှာဖြစ်မှန်ဆိုတော့ဟိုဒီအမျိုးသမီးဒီအင်းနဲ့အားနဲ့မောင်းနဲ့ပေါ့နော်ဒီလိုမျိုးဒီဇလန်းအကြောင်းရကိုပြပြထားတာကိုကိုကိုတိုင်ကဟို တကယ်တော့တရားဥပမာအာအဲ့အဲ့အသူပြောပြနေတော့ဟွန်းဟွန်းမာနေပြီသူမာနေပြီသူနည်းရှော့လိုက်ရာနေနေဟာဟိုဆိုတော့ဖြိုးကအရင်အမြဲအလျှော်ပြီးသမားဆိုတော့လေသူနည်းနည်းရှော့လိုက်ရှေ့မှာကလေးသူနည်းနည်းရှော့လိုက်စင်မြင်နေတဲ့ဟာကိုသူဘာလို့အလုပ်လုပ်နေရလဲအဲ့လိုမျိုးတွေဖြစ်ခဲ့တာဆိုတော့လေအဲပြောရင်လက်ရှိထိဖြစ်ရမယ်ဇလန်းအမျိုးသမီးကပြင်မရှိနေရပဲလीနော်အဲ့တော့အဲ့လောက်ပဲပြောပါမယ်ဟုတ် โอเคโอเคโอเคเอ่อพี่ရဲ့ဇလန်ွဲတိုင်းကိုပေါ့เนาะဟိုအားပေးကြတယ်ပြီးတော့ဟိုကြိုက်ကြတယ်ပေါ့เนาะအဲ့ဒီအတွက်ကလည်းအရန်ကျေးဇူးတင်ပါတယ်ပြီးတော့တကယ်ဖြစ်ရမယ့်ဇလန်เนี่ยဖြူကကာရိုက်တာတွေကိုပြီးတော့ဇလန်တွေကိုပတ်ဝန်းကျင်မှာရှာပါတယ်ရှာတော့အများကြီးရှိပါတယ်အဲဖြစ်ရမယ့်ဇလန်ရှိရယ်ရေးထားတာရှိရယ်မနှိုရာတို့မအားသေးလို့ပေါ့เนาะအဲ့ဒါလည်းမုံမြင့်ထက်လောင်ရတယ်တကယ်ကိုဖြစ်ရမယ့်ဒီဒီလူငယ်တွေအိမ်တော်ရေးတွေပေါ့เนาะရေးမမဖို့တွေ ပေါ့နော်အဲ့လေအဲ့လိုမျိုးပေါ့ပြီးရုပ်ရှင်ကားတွေလည်းတကယ်ဟိုတကယ်ဟာတွေအများကြီးလာမှာအဲအဲ့တော့အခုလောလောဆယ်အဖြစ်မစမ်းအများကြီးပို့ကြတယ်ဖြိုးနောက်ကဖြစ်ရမယ်အခုအခုလောလောဆယ်တော့ဖြိုးအတော်ဝန်ခွဲရဖြစ်ရမယ်ဆလန်တော့ရိုက်ဖို့ရှိရမင်းသမီးလေးကအေးဇနာဘူပေါ့နော်အဲ့လိုအဖေအဖေနှစ်ယောက်ချာဆလန်လေးအဲ့အဲ့လိုလေးရှိရဲနောက်ထပ်အဲ့လိုရှိရဲရှိရဲကျွန်တော်တော့ဟိုကားကြီးတွေပဲများပါတယ်ဒီနှစ်တည်းတော့ကားကြီးတွေအများကြီးရေးဖို့ရှိတယ် ပြောရမယ်ဆိုရင်တော့2019ကတော့စရေးပြီးတော့ဒါအားလုံးရက်သွားရပါတော့ဒါပေမဲ့ဟိုပြန်စတဲ့အချိန်မှာတော့ဖြိုးလို့ဥတယ်မျိုးလည်းဦးရမနုဿမှုဟာအရှိကချုပ်ခါစိတ်သက်အချစ်တစ်ခွက်ပြီးရင်မနုဿမှုစာရေးရတယ်မနုဿမှုစာရေးရပြီးတော့မှတောက်လျှောက်ရေးလာခဲ့ရတဲ့အချိန်မှာအဲဖြိုးနဲ့ဟိုဘောနော်ဟိုကိုယ့်ရဲ့ကိုယ့်ရဲ့ကုညီမျိုးအများကြီးကုညီတယ်ဖြိုးက agency ပေါ့နော်အားလုံးလူတကာရဲ့ကုညီတောင်းခံမှုဘယ်တော့မှမငြင်းမနဲ့လောက်လာခဲ့အကျိုးကျေးဇူးနဲ့တူပါတယ်ဒီအချိန်မှာတော့ဖြိုးခံစားရတာပါဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်